င်္ဂလာပါစီးဖို့ရောင်းနေပြန်လေးကြိုဆိုလိုက်ပါရင်ဒီနေ့မှာတော့2023ခုနှစ်မှာရိုက်ကူးထုတ်လုပ်ခဲ့တဲ့ Miracle Say နာမည်7ဆိုတဲ့စကားလေးအကြောင်းကိုတင်ဆက်ပေးကြပါမယ်ဒီစကားလေးကတော့ INDB rating မှာဆိုရင်လည်း8.1ထိရရှိထားတဲ့ကိုရီးယားစကားဖြစ်ပြီးတော့ဇလန်းဆိုင်အဖွဲ့ဝန်ကလှပတည်တဲ့ပြီးဒီထဲမှာជីနူးဝေရတာလွမ်မဝေရတာနဲ့တနာဖို့ကောင်းတဲ့ရတာတွေပေးဆွမ်းခဲ့တဲ့ drama ကောင်းကောင်းတကားဖြစ်ပါရင်ဟုတ်ကဲ့ပါစီစဉ်ဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်ပါကျွန်တော်ကတော့စီစဉ်တင်ဆက်ပေးမဲ့ menu ပဲဖြစ်ပါရခင်ဗျာ စကားဖွင့်ကိုတော့ရှင်းနီမာလေးရဲဆောင်လေးစတင်ထားပြီးတော့သူမကတရားခံဖြစ်နေတဲ့ဖခင်အတွက်ကိုရိုင်းရှိနေလိုက်ပေးနေသူဖြစ်ပါရင်ဖခင်ယူဟာကလေးမလေးတယောက်ကိုတမ်းမှုအတွက်ဆွဲချက်တင်ခံထားရပြီးတော့ဒီကိစ္စကိုထူကြည့်ဖို့ရဲဆောင်ကရှင်းနေလိုက်ပေးနေတာပါတရားဝင်မရဲဆောင်နဲ့တရားလူရှိနေတို့အချင်းများနေပြီးတော့ရဲဆောင်ကဒါမမှန်ထွက်ဆိုမှုဖြစ်ကြောင်းခြေပနေပါရင်သူမကအခင်းပြစ်စင်အလုံးကိုမျက်မြင်တွေ့ခဲ့ရတဲ့သူဖြစ်ကြောင်းထူချေပြီးတော့ဒီမှုမှာသူမတို့ဘက်ကအနိုင်ရသွားခဲ့ပါရင်ရဲဆောင်ကတရားဝင်ကနေ ပျော်ပါစွာထွက်လာတော့ကျိုးကြည့်ထားတဲ့ပူပေါင်းအဝါလေးလွင့်နေတာကိုမြင်လိုက်ပါတယ်။ဒီမှာအဲ့ဒီဘောလုံးလေးကိုကြည့်ပြီးတော့1998ခုနှစ်ကအတိတ်ဘဝကိုပြန်ပြီးတော့သတိရသွားပါတယ်။သူစဉ်ကရေးဆောင်ဟာအသက်6နှစ်သာရှိသေးပြီးတော့ချက်သိမ့်မပြည့်တဲ့ဒီမရဲ့ဖခင်ယူကတော့စတိုးဆိုင်မန်မင်းကနေပစ္စည်းတွေကိုကြည့်နေပါတယ်။သူတို့ဟာဆီလာမွန်အယုတ်ပါကျိုးဘွေလေးကိုလူချင်းနေကြတာဖြစ်ပြီးတော့ဘခင်ယူဟာသူလာစာထုတ်တာနဲ့ဒီကျောင်းလွယ်လေးကိုဝယ်ပေးမယ်လို့ခရီးပေးပါတယ်။ဒါပေမဲ့ရေမူကြီးတူက ဲ့ဒီလွယ်ကြီးလေးကိုပဲသူ့သမီးတက်ဝယ်ပေးလိုက်တာကြောင့်ရဲဆောင်ရေးဖခင်ယူဟာလွယ်ကြီးကိုဝင်လူဖို့ကြိုးစားပါရီဒါပေမဲ့သူတို့ကိုရဲရရှိကြီးကထိုးချိတ်ကန်ချောက်ပြီးတော့စတိုးဆိုင်တွေကနေမောင်းထုတ်လိုက်ပါရီဒီဖြစ်ပျက်ဖြစ်ပြီးတဲ့နောက်မှာရဲဆောင်ရေးဖခင်တို့ဟာအင်ကိုလိုချင်တဲ့အိတ်လေးမပါဘဲနဲ့ပြန်လာခဲ့ကြပါရီသူတို့သားဖားနှစ်ယောက်ဟာပျော်ရွှင်နေစေဖြစ်ပြီးတော့ဖခင်ကစက်သိမ့်မပြည့်ပေမဲ့ရဲဆောင်ကတော့ညံလွန်ကောင်းပြီးတော့ထမ်းမြတ်တဲ့ကလေးမလေးဖြစ်ပါရီဒီမှာအွေသိငယ်သေးပြီးမြင်လေအချိန်နဲ့အချိန်ခါကိုတည်သူဖြစ်လို့လွေးမရတာကို စိတ်ထဲမှာဝမ်းနည်းမနေပဲနဲ့ဖခင်ပျော်စီဖို့သာအာရုံစိုက်နေပါရီဖခင်ကတော့သူသမီးလူချင်းရဲ့လွယ်လေးကိုရောက်အောင်ယူမေးလို့စိတ်ကူးနေပါရီနောက်တစ်ရက်မှာတော့ဖခင်ယူဟာလာလာရခဲ့ပြီးတော့ပတ်စံတွေကိုရေးတွက်နေပါရီအဲ့ဒီချိန်မှာလွယ်ရေးရသွားတဲ့ရေးရာရှိသမီးရောက်လာခဲ့ပြီးတော့"သင်မလို့ပုံစံတူအိတ်ကလေးတခြားစတိုးဆိုင်မှာရှိနေတယ်"လို့ယူကိုပြောပါရီသူတို့နေအောင်အိတ်ရှိတဲ့စတိုးဆိုင်စီကိုအတူသွားခဲ့ကြပြီးတော့ကန်ဆိုးချင်တော့ကလေးမလေးကခြုံနေတဲ့နေရာကိုနင်းမိပြီးတော့လူသွားဆင်းချံမှာခြုံလဲပါရီချက်ပြီးကန်ဆိုးချင်တော့အပေါ်ကနေအုံနီကဲတလုံးပြုတ်ကြလာပြီး သူ့ခေါင်းကိုထိသွားကကလေးမလေးယုတ်ဒီရဲ့တည်သွားပါရင်ယူအားကလေးမလေးကို CPR နည်းနဲ့ပြုစုခဲ့ပြီးမြလန်းသွားလန်းလာမျိုးသမီးတယောက်ကဒီကလေးမလေးကိုယူအားတက်တယ်လို့ထင်သွားခဲ့ပြီးတော့နေရာကနေထွက်ပြေးကရဲကိုတိုင်ခဲ့ပါရင်အဲဒီနောက်ယူအားရဲရဲ့ဖမ်းဆီးတာကိုခံလိုက်ရပြီးတော့သူ့ရဲ့စိတ်ချမ်းမာရေးအခြေအနေကြောင့်ဘာလို့ဖမ်းခံရတယ်ဆိုတာကိုတော့မသိချပါဘူးသူကရဲစခန်းကနေအိမ်ပြန်မှုစူးစမ်းတယ်လို့အိမ်မှာသမီးလေးတယောက်သာချိန်ရင်းလို့သူ့ကိုမျှော်နေမယ်လို့ပြောပါရင်သူ့ကိုရဲတွေကတားဆီးခဲ့ပြီးတော့နောက်ဆုံးတော့ထိုးချိတ်ကန်ချောက်က အချုပ်ခန်းလေးကိုထည့်ခံလိုက်ရပါပြီ။နောက်တစ်ရက်မှာတော့ရဲစခန်းဟာမမှန်ကန်တဲ့ဆွဆွဲမှုတွေနဲ့အတူယူကိုဖမ်းဆီးလိုက်ကြောင်းမိယာရီကိုဖိတ်ကြားပြီးတော့ရှင်းလင်းခဲ့ပါပြီ။ရဲရီရဲ့အဆိုအရတီဆုံးသူကလေးမလေးရဲ့ဖခင်ကိုယူရမကျေနပ်လို့သမီးကိုတတ်ပြီးတော့လက်စားချီတယ်လို့ဆိုပါပြီ။အိမ်မှာကြံခဲ့တဲ့သမီးလေးရဲဆောင်ဟာပြန်ချိန်တင်လို့ပြန်မလာတဲ့ဖခင်ကိုစိတ်ပူပြီးတော့ရှာဝေဖို့ဆုံးဖြတ်လိုက်ပါပြီ။သူမသတိထားမိတာကအခင်းဖြစ်တဲ့နေရာမှာလူတွေစီကားနေပြီးတော့ဖခင်ဖြစ်သူကိုလည်းလက်ထိတ်ခက်လျက်သားမြင်တွေ့လိုက်ရတာပါ။ရဲဆောင်ဟာဖခင်စီကိုပြေးသွားခဲ့ပြီးတော့ ရဲရီကိုလွတ်ပေးဖို့တောင်းဆိုခဲ့ပါရင်ဒါပေမဲ့သူမကိုရဲရီဟာဖခင်နဲ့ခွဲလိုက်ပါရင်အဲဒီမှုကြောင့်ပဲဖခင်လည်းထောင်ရင်းအပုခံရပြီးတော့အဲဒီမှာထောင်ရာရှိတွေကသူ့ကိုနှိမ့်ဆက်ကြပါရင်သူကအချုပ်ခန်းနမခွန်မှာချုံအောင်ခံထားပြီးတော့အဲဒီမှာအခြားရာဇဝတ်သား၅ဦးလည်းရှိနေပါရင်သူတို့ကလည်းယူကိုဝိုင်းဝန်းထိုးကြိတ်ကြပြီးတော့ယူလဲတော်တော်လေးကိုခံလိုက်ရပါရင်ယူဟာပြစ်မရှိပဲထောင်ထံချခံနေရတာကိုမသိပေမဲ့သမီးလေးကိုတော့ဘယ်လိုမှမေးမရပါဘူးအလုတ်ကျန်းလောကချိန်မှာဘောလုံးတွေစမ်းသပ်ထုတ်လို့ရပြီးတော့ ီထဲမှာယူနေတခန်းနဲ့နေရတဲ့အချင်းသားဆိုရန်ဟုလည်းပါဝင်ပါတယ်။သူကဒီထဲမှာဂိုင်းကောင်းဆောင်တူဖြစ်ပြီးတော့သူဟာဘောလုံးလေးကိုအသုံးပြုပြီးတော့အချင်းထောင်လေးကိုတားမြစ်ပစ္စည်းတွေတွင်းနေတဲ့သူဟာဒါပေမဲ့သူ့ကိုတက်ချင်နေကြတဲ့အခြားအချင်းသားတွေကလည်းရှိနေပြီးတော့တနေ့မှာတော့ပြိုင်မဲ့ခေါင်းဆောင်တယောက်ကရန်ဟိုတက်ဖို့အတွက်စူးစမ်းပါတယ်။ဒါပေမဲ့စေမနက်နဲ့အချင်းသားသေးယူကဒါကိုတီသွားခဲ့ပြီးတော့အချိန်မီဝင်တားခဲ့ပါတယ်။သူကြောင့်မေးရန်ဟိုဟာအသက်ဘေးကနေလွတ်သွားလို့ယူကိုကျေးဇူးတင်နေပါတယ်။ရန်ဟိုဟာတငယ်ချင်းဖွဲ့ပြီးတော့မီးစရာရှိတာမီးကြည့်တော့ယူက လူမမယ်သမီးလေးကိုတွေ့ကြည့်နေတဲ့အကြောင်းသိသွားပါရင်အဲဒီခါမှာယန်ဟိုကကျေးဇူးဆက်တဲ့အနေနဲ့သမီးကိုတွေ့ရအောင်ခဏတစ်ပြုတ်ခေါ်ပြီးဖို့ခတိပေးလိုက်ပါရင်သမီးလေးဟာကျင်းထောင်ထဲလာပြီးတော့ဖြိုပြီးတဲ့အကအဖွဲနဲ့တူပါလာခဲ့ပြီးတော့ယန်ဟိုကသမီးလေးကိုပစ္စည်းတွေထုတ်ဖို့တဲ့ချက်ဖာလေးထည့်ပြီးအချင်းကနံပါတ်ခွန်စီကိုပို့ပေးခဲ့ပါရင်ယူဟာသမီးလေးကိုတွေ့တွေ့ချင်းပဲဝမ်းနဲ့ဝမ်းသာနဲ့ပွေဖက်ခဲ့တယ်လို့သူ့ရဲ့ပြက်ကွက်မှုတွေအတွက်လည်းတောင်းပန်ခဲ့ရှာပါရင်ဒီကလေးမလေးကိုအကအဖွဲနဲ့ပြန်ထည့်ပေးရမှာဖြစ်ပေမယ့်ကျောင်းကားဟာကျင်းထောင်ထဲကနေထွက်သွားပြီးမှအချိန်နှောင်းသွားခဲ့ပါပြီ။ ရလန်နေနေကတော့သူတို့မှာတခြားရွေးချယ်စရာမရှိဘဲကလေးမလေးကိုအကျဉ်းခန်းထဲမှာပဲဝတ်ထားဖို့ဆုံးဖြတ်လိုက်ရပါတယ်။ဒါပေမဲ့အခြားအချင်းမတို့ကဒီကိစ္စထောင်ဝါရာတီတည်သွားရင်တော့အကုန်ပြဿနာတက်မယ်ဆိုတာသိတော့လုံချိုကြီးအရာရှိကိုပြောဖို့အတွက်ပြင်ပါတယ်။အဲဒီမှာသမီးလေးရေဆောင်ကအတနာခန့်နေတဲ့မျက်နှာလေးကိုကြည့်ပြီးတော့သူ့ရဲ့ဆုံးဖြတ်ချက်လေးပြောင်းသွားပါတယ်။ယူရဲ့အချင်းမတွေကလည်းယူဟာမတရားဆွဆွဲခံရပြီးတော့ဒီရဲကိုရောက်လာတာကိုသိသွားသလိုသူ့ရဲ့စိတ်အခြေအနေကိုလည်းနားလည်သွားပါတယ်။ရက်တိတော်တော်ကြာတော့သူတို့အချင်းခန်းလေးဟာသမီးလေးရဲ့ကစားခွင့်ဖြစ်နေပါပြီ။ လုံခြုံရေးတွေကလည်းလုံးဝမရေးမိပါဘူး။ဒါကဒီခန်းထဲမှာနေတဲ့သူတွေအတွက်တော့စိုးရင်စရာဖြစ်ပြီမေ။မကြောက်မရွာပဲသမီးလေးကိုအားလုံးကချစ်ခင်သွားကြပါရစ်။ဒီရက်မှာတော့ထောင်ပိုင်းကြီးဟာထောင်ထဲကိုလာပြီးတော့ဖြောပြတဲ့မှတ်တမ်းတပ်ပုံတွေကိုကြည့်နေခဲ့ပြီးတော့ဒီထဲမှာကလေးမလေးတယောက်ပျောက်နေခဲ့တာကိုသတိထားမိသွားပါရစ်။ပြီးတော့ဒီကလေးမလေးဟာထောင်ထဲမှာပဲရှိရမယ်လို့တတိကျတွက်လိုက်ပြီးတော့အကျဉ်းခန်းတိုင်းကိုနန်းနန်းဆက်ဆက်ရှာပွေးဖို့အမေပေးလိုက်ပါရစ်။မကြောက်မီမှာပဲသမီးလေးရဲဆောင်ကိုတွေ့သွားခဲ့ပြီးတော့သူမကိုအချင်းအရာရှိကမိဘမဲခေဟာစီကိုပို့လိုက်ပါရင် ။ဖာကင်ယူကိုတော့ဒီပြစ်မှုအတွက်တိုက်ပိတ်လိုက်ကြပါရင်အဲဒီညမှာတော့ကလေးမလေးကိစ္စအကြောင်းပြပြီးတော့ထောင်ဆူပါရင်ထောင်သားတွေကရေနံစီကိုမီးရှို့ခဲ့ကြပြီးတော့ထောင်ယာရှိတွေကဆန်နာပြသူကိုနောက်ဖေးဝင်းတွေကိုပို့လိုက်ပြီးတော့မီးတွေကိုညှိမှုစူးစမ်းပြီးမိမီးရောက်တွေကပို့ပြီးတော့ကြီးလာခဲ့ပါရင်မီးတွေမှာထောင်ယာရှိတွေရောအကျဉ်းသားတွေပါပေးမိနေပြီးတော့ဒေါအောင်မြင်လိုက်တဲ့ယူဟာမီးတောက်ထဲကိုပြေးဝင်ပြီးတက်နိုင်တဲ့လောက်ကေစီဖို့စူးစမ်းခဲ့ပါရင်အဲဒီနောက်ပြောက်ကွက်ကဆေးရုံစီကိုရောက်သွားပြီးတော့ထောင်မကြီးဟာဆေးရုံကရင်ထပ်မှလဲနေပါရင် ီလိုပဲသူ့ကိုကေတင်ခဲ့တဲ့သူကယူဆိုတာတီထားပြီးတော့တစ်ဆက်သေးမှာပဲယူဟာအစားကလေးကမမှန်တက်သည်မမှန်ဆွဆွဲချက်တွေနဲ့ရောက်လာတယ်ဆိုတာကိုမှတ်မိတော့ပါတယ်တခြားတစ်ဖက်မှာတော့တမီးလေးရဲဆောင်ဟာကြောင်းဆက်တက်နေပါတယ်အတန်းချိန်ပြီးတော့သူမရဲ့ဆီယာမကဘာလို့ကြောင်းပြက်နေတာလဲလို့မေးပါတယ်ရဲဆောင်ဟာထောင်ချနေတဲ့ဖခင်နဲ့တွားတွေ့နေတာဖြစ်ကြောင်းကိုပြောပြီးတော့ဆီယာမကလည်းအချင်းထောင်စီကိုလိုက်ခဲ့ဖို့သဘောတူခဲ့ပါတယ်သူတို့တွေပြန်တွေ့တဲ့အချိန်မှာတော့ဖခင်နဲ့ရဲဆောင်တို့ကအလွန်ပျော်ရွှင်နေပြီးဒါ우ဆီယာမကစိတ်မကောင်းစွာနဲ့ကြည်နေရပါတယ် ဘေးနဲ့သမီးအလွမ်းတင်နေတော့မှာမကြမြော်ပဲအချိန်ဆေးသွားပါတယ်။ဒါဖာနီယောရဲ့တန်ရုံးစဉ်ကိုထောင်ပိုင်းကြီးကငင်းနေခဲ့ပြီးတော့ယူဟာလူတက်မှုမှာအပြစ်ကင်းလိမ့်မယ်လို့ပို့ပြီးတော့ယုံကြည်လာပါတယ်။သူ့ရဲ့စိတ်ထဲမှာလေးသားလေးမျက်နှာမြင်အောင်လာပြီးတော့ယူကိုသားသမီးချင်းကိုချင်းစားတဲ့စိတ်ဖြစ်လာခဲ့ပါတယ်။သူ့သားလေးဟာချုပ်သားတယောက်လက်ချက်နဲ့တည်ခဲ့ရတာပဲဖြစ်ပါတယ်။ဘာကင်းနဲ့ခွဲခွာလာခဲ့ရတဲ့ရေဆောင်လေးဟာမစားနိုင်မတောင့်နိုင်ဖြစ်ပြီးတော့အေးရဲလေးပြီးဆေးကုသမှုခံယူရပါတယ်။ထောင်ပိုင်းကြီးဟာရေဆောင်ဆေးရုံတက်နေတဲ့စီလူနာလာကြည့်ခဲ့ပြီးတော့ ။တမိလေးရဲဆောင်ကသူ့ဖခင်နဲ့အတူတူနေဖို့အတွက် သူ့ကိုလည်းဖမ်းဆီးထောင်ချဖို့ထောင်မကြီးကိုတောင်းဆိုခဲ့ပါရင်။ထောင်မကြီးကတော်စိတ်မကောင်းဖြစ်သွားခဲ့ပြီးတော့ရဲဆောင်ကိုထောင်မနေတိုင်းလာရောက်လေပတ်နိုင်ကြောင်းခွင့်ပြုပေးခဲ့ပါရင်။ဒါ့အပြင်ယူရဲ့ပြစ်မှုအသွာလာကိုမျိုးမျိုးစင်ကျင်သုံးသပ်နေရင်တွေးရှိချက်ကတော့ပြစ်မှုဖော်ပြချက်ဟာအတူကြီးဖြစ်နေတာကိုသိလိုက်ရပါရင်။ဒီတော့ဝါဒင်ကြီးကယူနီနဲ့အမှုကနေဂွင်းလုံးကျွတ်လွတ်နိုင်ကြောင်းပြောပါရင် ိနောက်မှာရေးမှူးကြီးစီသွားပြီးတော့ဖြစ်စဉ်ကိုပြောပြပါရီသူမသိတာကဒီရေးမှူးကြီးဟာယူကိုထောင်ထဲမရရောက်အောင်ထည့်ထားတဲ့လူဆိုပါအဲ့ဒီအချိန်မှာအချင်းကန်းနာမည်ခွန်မှာယူနဲ့အချင်းသားတွေဟာသမီးလေးနဲ့ပျော်ရွှင်နေကြပါရီသမီးလေးရဲဆောင်ကသူတို့တွေကခေါင်းဆောင်ကိုစာတင်ပေးတယ်လို့သူစာမတက်တာကိုအချင်းသားတွေကအခုမှတီးခဲ့ရပြီးတော့စာနောက်ခဲ့ကြပါရီဒီရက်မှာတော့ရေးဆောင်ဟာအပြင်ကနေဆေးဖုံးတစ်ခုငားလာခဲ့ပြီးတော့အခန်းနာမည်ခွန်တွေကအချင်းသားတွေနဲ့ပြင်ပမိသားစုတွေဆက်သွယ်ရအောင်ကြံစီပေးခဲ့ပါရီသူတို့တွေကတယောက်ကဇနီးတဲ့ကြီးဖုန်းဆက်ကြည့်တော့ ဇနီးတဲ့ဟာတမိမိန်ကလေးတယောက်မွေးဖွားရည်ဆိုတာသိပြီးတော့ပျော်ရွှင်ခဲ့ရပါတယ်။နေ့ဒီဖြတ်တန်းလာတဲ့မြားသူတို့ဟာတကယ့်ကိုချစ်ကြည်ရင်းနှီးကြသူတွေဖြစ်ကုန်ကြပါပြီ။သူတို့တွေအချင်းချင်းတိထားလိုက်တာက UA နောက်ဆုံးစီရင်ချက်ချမှတ်နေဖြစ်ပါတယ်။အဲ့နေ့ဟာအလွန်နီးကပ်နေပြီးတော့အချင်းမော်တွေအကုန်လုံးက UO လွမြောက်စီရင်ကြလို့ UO ပြစ်ကနေလုကင်းအောင်တရားဥပဒေထွက်ဆိုရမယ့်အပိုင်းကြီးတင်ပြရှိတာတင်ပေးကြပါတယ်။သူတို့ဟာအခင်းဖြစ်ခဲ့တဲ့အဖြစ်ပြက်နဲ့ဖြစ်ပုံဖြစ်နည်းတွေကဆာ UO ပြန်မတ်မိအောင်စူးစမ်းပေးခဲ့ပြီးတော့ရေမှုရဲ့တမိဟာမတော်တဆမှုနဲ့တည်ဆုံးနေဆိုတာအပြေထွက်သွားပါတယ်။ ကလေးမလေးဟာလဲကျသွားချိန်မှာပလတ်စတစ်ကြိုးကိုလမ်းဆွဲလိုက်မိပြီအဲဒီမှာပေါ်ကချီထားတဲ့အုတ်ခဲကသူ့မခေါင်းမို့ပြုတ်ကျခဲ့တာဖြစ်ပါရင်ဒီလိုဖြစ်သွားတော့ရေမူကြီးကဖမ်းထားတဲ့ယူကိုအပြည့်ဝင်ခံအောင်ချင်းချောက်အကြက်ကင်ခဲ့ပြီးတော့သမီးပြည်သူရေဆောင်ရဲ့အသက်ကိုတော့ရန်ရှာခဲ့ပါရင်နောက်ဆုံးမှာတော့ဘောဟာသူအချင်းသားတွေဟာယူကိုတင်စရာရှိတာတင်ပေးခဲ့ပြီးတော့တပတ်ရှိနေကမေးလာခဲ့ရင်ဘယ်လိုဖြေရမလဲဘာရီမေးတဲ့တယ်ဘယ်လိုပြန်ပြီးတော့ခြေပါရမလဲဆိုတော့ကအစတင်ပေးခဲ့ပါရင် ဘွားရူကျင်းသားတွေကတော့ယူတကယ်မလုပ်တဲ့အမှုအတွက်ဂွင်းလုံးကျွတ်လွတ်မယ်လို့ထင်နေပါတယ်။နောက်ပြီးတော့ယူကိုချစ်တဲ့ကျင်းသားတွေကစီရင်ချက်6မိနစ်မှာတက်ရောက်နာကြားခွင့်ရဖို့တောင်းဆိုခဲ့ရမှာခွင့်ပြုချက်ရခဲ့ကြပါတယ်။ဒါပေမဲ့ဒီမတိုင်ခင်မှာပဲတဖက်ရှိနေကယူကိုလာရောက်တွေးဆခဲ့ပြီးတော့အမှုကိုဝန်ခံမှုနဲ့ဝန်မခံမှုဆိုရင်ယူရဲ့သမီးရဲဆောင်ကိုရဲမှုအရာတပ်ပြစ်မယ်လို့ချင်းချောက်ခဲ့ပါတယ်။အဲဒီရှိနေအကြောင်းမသိပဲဝါရာကြီးကလည်း ယူရဲ့ပြစ်မှုရှင်းလင်းကိုပြသမှာဒါတွေကအကျုံးဝင်မှုလို့ညင်းပယ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ပြစ်မှုစင်ကြဲချမင်းလေးကိုရောက်လို့လာခဲ့ပါပြီ။ယူအားတရားသူကြီးရဲ့ရှေ့မှာအစစ်ခံနေရပြီးတော့ဒီမတိုင်ခင်ရဲမှုကြီးကသူ့ကိုရိုက်ပုတ်နှိပ်စက်ကအမှုဝင်ခံမှုချင်းချောက်ပါတယ်။ဝင်မခံမှုဆိုရင်တော့ရေဆောင်ကိုတက်ပြစ်မဲ့အကြောင်းလေးထက်ခါထက်ခါပြောပါတယ်။တကယ်လို့အစစ်ခံတဲ့အချိန်မှာသမီးလေးကိုတနာရင်းစိတ်နဲ့ယူအား"သူကရဲမှုကြီးရဲ့သမီးကိုတက်ပြစ်ခဲ့တာ"လို့ဝင်ခံလိုက်ပြန်ပါတယ်။ အလုံးအားတင်းနေမြင်တခြားသည့်ဖြစ်သွားခဲ့ပြီးတော့ထောင်မကြီးအားယူအားစိတ်ချမ်းမာရေးမကောင်းတဲ့လူမှုထွက်ဆိုချက်တွေကမမှန်ကန်ကြောင်းကန့်ကွက်တော်လေတရားသူကြီးကယူအိုတည်တံစီရင်လိုက်ပါရီတည်တံစီရင်ရမယ့်နေ့ကတော့ဒီဇင်ဘာလ23ရက်ဖြစ်ပြီးတော့ရေဆောင်ကိုမွေးတဲ့နေ့လည်းဖြစ်ပါရီထောင်ထဲမှာတော့ကျင်းသားတွေဟာယူတွဲစီမကောင်းဖြစ်နေကြပါရီဒီတော့သူတို့ဟာယူအိုထောင်ထဲကနေလွတ်မြောက်စီဖို့အတွက်မိုးပြန့်လီပူပေါင်းကြီးနဲ့ထွက်ပြေးနိုင်ရေးကြံစီကြပါရီ ရက်ကလေးတိတ်ကက်နေပြီးတော့သူတို့ဟာယူနေရေဆောင်တို့လွတ်မြောက်ရေးအတွက်တက်တက်ကြွကြွပါဝင်ခဲ့ကြပါပြီ။မကြာမီမှာပဲအချင်းတော်တွေမှာဖြိုပြွေးပွဲတစ်ခုရှိပြီးတော့အဲ့ဒီမှာယူရဲသမီးရေဆောင်လေးပါပါတယ်။ဖြိုပြင်းမှုပြီးတော့ရေဆောင်ကဖခင်ကိုထောင်ကွင်းမြစီခေါ်ထုတ်သွားခဲ့ပြီးတော့အချင်းသားတွေကတော့ချင်းနေတွေရှုပ်ထွေးအောင်လှုပ်ထားကြပါပြီ။အဲ့ဒီချိန်မှာပဲအချင်းသားတွေဟာယူနေသမီးလေးကိုလေဝောင်းကြီးရဲ့ပကတိကိုတွန်းပို့လိုက်ပြီးတော့ဒါဖောင်းနှစ်ယောက်စလုံးပို့ဖို့တဖြည်းဖြည်းနဲ့ရောက်သွားပါတယ်။ထောင်ဆောင်တွေကဒါကိုတားဆီးဖို့လုပ်ပေမဲ့အချင်းသားတွေဟာပိတ်ဆို့ထားလို့အရာမတင်ခဲ့ပါဘူး။ ဒါမှမဟုတ်ကန်ဆိုးစွာနေပြီလီဘော်လုံးပကတ်ကျိုးဟာထောင်ချန်စီယိုမှာညှိပြီးတော့ရက်တန့်တော့ပါရင်ကန်ကောင်းတာတော့တာဖာနီယောက်စလုံးဟာနေဝင်ချိန်ကိုအေးအေးလူလူထိုင်ကြည့်နိုင်ခဲ့တာပါဒီဇင်ဘာလ23ရက်မနက်ပိုင်းမှာတော့ယူနေအချင်းသားတွေဟာရေဆောင်ရဲမွေးနေ့အတွက်ဖန်တီးပေးခဲ့ကြပြီးတော့ဒီနေ့ဟာယူရဲ့နောက်ဆုံးနေ့မှန်းသိထားတော့အားလုံးရဲ့မျက်နှာတွေကမကောင်းကြပါဘူးသူတို့အားလုံးဟာမွေးနေ့လက်ဆောင်လှလှလေးတက်နိုင်သမျှဖန်တီးပေးခဲ့ကြပြီးတော့အကောင်းဆုံးလက်ဆောင်ကတော့ဆီလာမွန်းကျောပွိလေးဖြစ်နေခဲ့ပါရင် ဒီလက်ဆောင်လေးကိုမြင်တာနဲ့ယူဟာအလွန်ပျော်မြွနေပြီသူသမီးလေးအတွက်ထောင်ကနေထွက်ရင်ဝယ်ပေးဖို့ဆုံးဖြတ်ထားတယ်လို့လည်းပြောပါရင်သမီးလေးကယူကိုသူမရဲ့ဖေဖြစ်နဲ့ရှိနေပြီးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပြီးတော့နှုတ်ဆက်ပါရင်ဒါဟာထောင်သားတွေကိုမျက်ရည်မခိုင်ဖြစ်စေခဲ့ပြီးတော့သူတို့တွေကခေါင်းဆောင်ကလည်းစာရေးပေးခဲ့တယ်လို့တစ်ဖက်မှာတော့ယူဟာထောင်ငန်းတစ်ကိုပြောင်းအောင်မလို့လိန်ထားကြပါရင်ယူဟာသူရဲ့နောက်ဆုံးနေ့မှမသိပေမဲ့ဝမ်းနေနေရန်ရှိပြီးတော့သမီးကိုလည်း လင်းနီမမာနီဖို့ဆုံးမခဲ့တယ်လို့မကြမီမှာပဲအဆောင်နေရာရောက်လာပြီးတော့သူ့ကိုကုမျက်ဖို့လာခေါ်ပါတယ်သူဒီတရားနေမထွက်ခွာခဲ့မှာပဲသူ့ကိုဆောင်းရှောက်ခဲ့တဲ့အကျဉ်းသားတွေကိုဥညွတ်ကျေးဇူးတင်ကြောင်းပြောပြီးတော့သူလည်းအဆောင်နေခေါ်ရအောင်နောက်ကိုလိုက်သွားပါတယ်အကျဉ်းတော်တစ်ခုလုံးဟာသူတို့ဘာမှမလုပ်နိုင်တော့တဲ့ကူညီမှုတွေနဲ့အတူယူကျုံမရဝမ်းနေနေပြီးတော့ယူဟာသမီးလေးကိုပွေဖက်ရင်းမငုံမိအောင်ထိန်းနေတာကိုမြင်ရတာအလွန်ဝမ်းနေဖို့ကောင်းပါတယ်သူဟာကြိုးတိုက်ခန်းကိုနောက်ပြန်လှည့်ကြည့်ရှောက်ရင်းနဲ့နောက်ဆုံးသမီးလေးပြေးထွက်လာတော့သူ့ကိုလွတ်ပေးဖို့နဲ့သူ့သမီးလေးကိုမခွင်းနိုင်ကြောင်း ငွေယိုတောင်းမန်နေမြင်ဝင်းကလည်းတကယ့်ကိုကြေကွဲစရာပါဒါပေမဲ့ထောင်ပိုင်းကြီးကလည်းဘာမှမတတ်နိုင်တော့ဘဲဝန်းနေစွာနဲ့ယက်နေခဲ့ရပါတယ်ယူအားသူမကျွလုံးတဲ့လူတက်မှုအတွက်ကွန်မြတ်ခံလိုက်ရပြီးတော့16နှစ်ကြာတဲ့အချိန်မှာတော့သမီးပြည်သူရေဆောင်ဟာရှင်နေမာလေးဖြစ်နေပါပြီဘာကင်တယောက်အပြေကင်းစင်ကြောင်းတက်တည်ပြဖို့အတွက်သူမစူးစမ်းခဲ့ပြီးတော့ဘာကင်ဟာလက်ရှိအချိန်ထိအပြစ်သားဖြစ်နေမှတ်ယူခံထားရစေပါဒါပေမဲ့သူမရဲ့အယူခံလွာကိုတရားဝင်လက်ခံလိုက်ပြီးတော့သူမနဲ့အတူထောင်ပိုင်းကြီးရခင်ဟာတူတူရှိခဲ့တဲ့ဂျင်းသားဟောင်းတွေကလည်း ဒီမှုကိုဝန်ရံခဲ့ကြပါတယ်နောက်ဆုံးမှာတော့ရေဆောင်ဟာခိုင်မာတဲ့ထုချီလွာရှင်းလင်းတဲ့တင်ပြမှုတွေကြောင့်တရားသူကြီးကယူမာအပြစ်မရှိအောင်ဆုံးဖြတ်လိုက်ပြီးတော့ဖြစ်စဉ်အသေးစိတ်ကိုပြန်လည်စစ်ဆေးဖို့မိန့်ချမှတ်လိုက်ပါတယ်ရေဆောင်တို့ဖွဲ့ကလည်းပျော်ပျော်ပါပါကာကွယ်ခဲ့ကြပြီးတော့သူမဖို့တော့ဖခင်မရှိတော့ပေမဲ့ဖခင်ဟာအပြစ်သားမဟုတ်ဘူးဆိုတာကိုရှင်းလင်းနိုင်ခဲ့ပါပြီဒီမှာပဲပထမဆုံးဇက်ဝင်ကန်းကဘောလုံးဝါလီလီဘော်လွင့်နေတဲ့စီကိုပြန်ရောက်သွားပြီးတော့သမီးရေဆောင်ကတော့သူမနဲ့ဖခင်လီဘော်လုံးနဲ့အတူလွံ့မြောက်သွားတယ်လို့စိတ်ထဲမှာမန်းဆနေပါတယ် ဒီမှာဒီမဲ့ဇကားလေးကလည်းအဆုံးသက်သွားခဲ့ပါရင်ဟုတ်ကဲ့ပါဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တရားချင်းစီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါရင်နောက်ထပ်မြောက်မှလေးဟုတ်ချင်းဇကားကောင်းတွေကိုစဉ်စားမပြတ် recap တင်ဆက်ပေးမှာမို့ကျွန်တော်တို့ရဲ့ City for You Channel လေးကို like and subscribe လုပ်ထားပေးကြပါအောင်ခင်ဗျာအားပေးကြတဲ့ပရိသတ်များလေးစေကြီးချမ်းမာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ City for You ဝိုင်းတော်သားတွေကဆုတောင်းပေးလိုက်ပါရင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရင်